ပတ်စဲကလည်းဒီအဒီမှာအိတ်ကွင်းတော့တော်တော်လေးကောင်းတယ်ဘူးအိတ်ကွင်းရလက်တွေတော်တော်လေးကောင်းတယ်ထင်ပါလေပါတယ်အဝေးကွင်းမှာတော့ဒါအားအသင်းရလောက်မယ်ရလက်တွေတော့ရှော့ဆိုးနေပါဘူးဒီနီကာဆိုတဲ့နစ်နာတာကဒီဒန်ပန်းပွဲပဲ့ခံရတယ်ပေါ့နော်နီကာဆိုတဲ့ဘက်ကိုကြီးလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ကသူတို့ကိုယ်တိုင်လည်းဒါလမ်းဘောတွေကိုဒီဆက်ပစ်တွေအားကိုးတယ်ဒီဒရိုးအင်တွေမှာဒါဒန်ပန်းရဲ့ ဒီအရန်အမောင်းနဲ့ဒီဘောက်ထရက်ကိုယူတာကိုတွေ့ရတယ်ပေါ့လေဒီဝါဒမာရာနဲ့ဒန်ဘန်နဲ့အဲ့လိုနေထားပြီးမှာဒါဒန်ဘန်ကပွဲပဲခံရဆိုရင်နေထားပြီးမှာလည်းမြူကာဆယ်တော်တော်နင်းနာမှုလေးတွေရှိတယ်ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမြူကာဆယ်ရဲ့ခံစစ်အသားပေးပြီးတော့ဒီ larger space တွေကိုကောင်းကောင်းလွှမ်းမိုးထားတဲ့ပုံစံကအလုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့လွန်ခဲ့တဲ့300တီမှာ Manchester City ရလက်ကောင်းခဲ့တာလည်းရှိတယ်ဒါပေမဲ့ပွဲတိုင်းအခက်ခဲခဲ့တယ်ဒီပွဲကတော့ဘယ်လိုဆေးပါနဲ့ကျွန်တော် လိုက်ဖက်ဘူးလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်ဒီ Rinders က Rinders ကိုပြန်သုံးမလားပေါ့ကွင်းလယ်မှာဒီ Rinders ရဲ့ဒီဘက်က Nico Gonzalez ရဲ့ကိုပြန်သုံးမလားဒါကိုတစ်ချက်ကြည့်ရမယ်အာလင်ဟာလန်ကတော့ဒါရှင်းတယ်သူခြေစမ်းမပြတဲ့ပွဲဆိုတာမရှိသလောက်ဟိုရှားတယ်ပေါ့နော်ဒီပွဲကိုလည်းသူဟိုစိုးမိုးမှာပဲလောကတန်တရားမရှိဘူးကျွန်တော်ဒီအတော့ကိုဟာလန်ကိုထိန်းချုပ်လို့ရတဲ့နီလန်ဆိုတာလေဟိုလောလောဆယ်မှာမရှိသေးဘူးပေါ့နော်အဲနောက်လည်းရှိဖို့မလွယ်ဘူး။ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဒီနေ့စီစဉ်လေးတို့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲ။ ဘိတ်သက်တွေတဲကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ One Expert ကိုဒေါင်းလုပ်ရယူပြီး promo code One Soccer House နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိချောင်းကိုလည်းတည်ပြလိုက်ပါစီ။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေ့ စူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ် Premier League ပွဲစဉ်တွေထဲကတကယ်ကိုအကျိတ်နယ်ရှိမဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Manchester City တို့ရဲ့ပွဲစဉ်လေးကိုဒါတုံးသက်တင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာ။ဒီ season မှာတော့ကျွန်တော်နဲ့တူတာကောင်းတဲ့ရဲ့နောက်ထပ်ကျွန်တော်စီတူရဲ့နေပြမှာပါဝင်တုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကောင်းတဲ့ကောစီတူရောမင်္ဂလာပါမင်္ဂလာပါကိုရဲ့မင်္ဂလာပါကို အဲနယူကာဆယ်နဲ့ဒါမန်ချက်စတာစီးတီးပေါ့လေကာဆယ်နဲ့ဒီစီးတီးတို့မှာတော့စီးတီးကတော့တော်တော်လေးထိတ်တဲတူဆုံးမှာတော်တော်လေးတော့တာတာပေါ့ဒါပေမဲ့ player ကြည့်မယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကသီးကြခဲ့တာတွေနောက်တော့နယူကာဆယ်ကလည်းဒီရာသီမှာအင်ကွင်းတော့တော်တော်လေးကောင်းတယ်ပေါ့လေအင်ကွင်းရလက်တွေတော်တော်လေးကောင်းတယ်ထင်ပါလေပါတယ်အဝေးကွင်းမှာတော့ဒါအန်အသင်းရလောက်မယ်ရလက်တွေတော့ short ဇိုးနေတာပေါ့လေ April အစပြုမှ Premier League အဝေးကွင်းနိုင်ွယ်မရသေးဘူးဒါပေမဲ့အင်ကွင်းမှာတော့ဒါရလက်လေးလည်းကောင်းသလိုကစားအားလေးလည်းမဆိုးဘူးဆိုတော့ဒီပွဲပေါ်ဒါကောင်းတဲ့အမြင်လေးပဲစပြုမိတ်ဆက်ပြောပြပါဦးအာဟုတ်ကဲ့ပါ ဒါဒီပွဲကဒါတစ်ဖက်ကအာဆင်နယ်ကကွဲကြပေါ့လေစပါးနဲ့ကစားမယ့်အနေအထားမျိုးမှာဒါကြိုပြီးတော့မန်ချက်စတာစီးတီးကအရင်ကန်ရတဲ့အနေအထားပေါ့ဒီလိုအနေအထားမျိုးမှာဒါနယူကာဆယ်နဲ့သူလည်းတကယ်တော့မချအောင်နယူနယူကာဆယ်ကွင်းမှာဆိုသိတဲ့အတိုင်းပဲကစားအားကလည်းဒါပရိသတ်တွေအားပေးမှုနဲ့ဆိုပို့ပြီးကြွားတယ်ပေါ့လေဒီကွင်းတွေက၃ယောက်ကဒီဂျိုလင်တန်တို့ဝေမာရိုက်တို့တိုနယ်လီတို့ ਨੇ အဲ့တော့ဒီနယူကာဆယ်ဘက်ကတော့လက်တလုံးမှာတော့ဒါပရီးမီယာလိဂ်တည်တတ်မှာဆိုရင်တော့ဒါအဆင့်စလေးကိုရောက်နေတယ်ရမတ်အဖြစ်လည်းဒါ7မှတ်ပဲရတာသေးတယ်ပေါ့နော်တန်းစင်းစုံနဲ့ဆိုရင်ဒါ2မှတ်ပဲကွာတယ်ဆိုရင်အနေထားကဒါအဲ့ အဲ့ဒီဟောင်းကိုလည်းတို့ဝေဖန်မှုတွေမြင့်တက်နေတယ်တို့ပရိတ်သတ်တွေကိုယ်တိုင်ပေါ့လေတကယ်တော့ဒီပွဲမှာဆိုရင်ဒါပြီးတော့ပို့ပြီးတော့ဒီညူကာဆယ်ရဲ့နစ်နာတာကဒီဒန်ပန်ပွဲပဲ့ခံရတယ်ပေါ့နော်ညူကာဆယ်ဘက်ကိုကြီးလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ကတို့ကိုယ်တိုင်လည်းဒါလမ်းဘောတွေကိုဒီဆက်ပစ်တွေအားကိုးတယ်ဒီ draw in တွေမှာဒါဒန်ပန်ရဲ့ဒီအရင်အမောင်းနဲ့ဒီဘောက်ထရက်ကိုယူတာကိုတွေ့ရတယ်ပေါ့လေဒီဝါဒမာရာနဲ့ဒန်ပန်နဲ့အဲ့လိုနေထားပြီးမှဒါဒန်ပန်ကပွဲပဲ့ခံရဆိုရင်နေထားပြီးမှညူကာဆယ်တော့တော့နစ်နာမှုလေးတွေရှိတယ်ပေါ့ တပတ်ကမန်ချက်စတာစီးတီးကတော့တော်တော်လေးအချိန်လည်းကောင်းနေတယ်ဒါနောက်ဆုံးပွဲမှာလည်းဒါလီဗာပူးကိုတို့ဒါ၃ဂိုးပြက်၊၉ဂိုးပြက်၊ခြေပြက်အနိုင်ရပြီးတော့ဒါအာဆင်နယ်ကိုထက်ချက်မှာကွာဖိအားပေးနေတယ်၄မှတ်အကွာနဲ့ပေါ့နော်အဲဒီလိုနေထားမျိုးမှာဒီနှစ်သင်းထိတိုက်တွေ့ဆုံမှုကဒါမန်ချက်စတာစီးတီးကတော့နည်းနည်းလေးအားတာချက်တွေပိုများနေတဲ့အနေထားလို့တော့ကျွန်တော်ယူဆပါတယ်ကိုကြီးဟုတ်ကဲ့ပါစီးတူးကလည်းဒီယူကာဆယ်ရဲ့အခြေအနေလေးပေါ့ကာဆယ်ကဒီရာဒီပွဲတချို့မှာဆိုရင်ဒါ3 back 5 back ုံမှန်မဟုတ်တဲ့ဒီပုံမှန်သူတို့4ဘက်နဲ့ကစားနေကြပါလေအဲ့ဒီမှာဒါ3ဘက်နဲ့ကစားမျိုးလည်းရှိတယ်ဥပမာဘုံဘုံနဲ့ပွဲမျိုးဆိုရင်ဒီ attacking သွားတဲ့ဒီ attacking minded player ကကြည့်လိုက်တော့10ယောက်မှာ off field player 10ယောက်မှာ2ယောက်လောက်ပဲပါပြီးကျွန်တော်တို့အားလုံးဒီဟာ defensive minded player တွေပဲတုံးသွားတာမျိုးတွေလည်းဒါတွေးရတာပေါ့လေဒီတော့အခုဒီ Manchester City နဲ့ပွဲစဉ်မှာရောဒါ Newcastle ဟာဘယ်လိုပုံစံမျိုးနဲ့ဒါချင်းကပ်လာမယ်လို့ဒါစီတူထင်လည်းမသိဘူးဟုတ်ကဲ့ကန်စစ်အသားပြုပြီးချင်းကပ်ဖို့တော့ဒါသိကြတယ် အဲဒါပေမဲ့လုံးဝဒီပြူဝပေါ့နော်ခန်းစစ်9ရောက်တွေပါတွေပွဲထွက်ဖို့ကတော့အကန့်အသတ်ရှိလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိလူကာဆယ်ရဲ့ဒါတန်ဘန်ကပွဲပယ်ခြင်းခံထားရတယ်ပေါ့နော်ပြီးတော့ဒီလီဗရာမန်တိုလည်းပြန်မလာသေးဘူးပေါ့လေအဲ့တော့ဒီလိုနေထားမှာသူတို့5 back အထိတဲ့3កောင်း3နိုင်တယ်ဒီ wing back တွေမှာ trippier နဲ့အဲဒီဘက်မှာအဲဘယ်သူရှိမလဲဆိုတော့ Louis Hall ပေါ့ Louis Hall ပေါ့နော် Louis Hall ကအဲဒီပြန်ပြီးတော့3လာနေတာတွေ့ရတယ်ပေါ့နော်မင်းနဲ့အနေငယ်လေးပါလာပြီဆိုတော့ဒီတန်ဘန်တောက်လျှောက်ကစားနေတဲ့အခါမှာ ိုအခု Louis Hall ကိုတုံးလာနိုင်တယ်အလယ်မှာကဒါ Malatia တောက်လျှောက်ခြေစွမ်းပြနေတယ်ပြီးတော့ Fabian Shaw နဲ့ပြီးတော့ဒီ Portman ကိုတုံးတုံးနိုင်တယ်ပေါ့နော်တုံးနိုင်ကြီးတော့ရှိရဲဒါပေမဲ့အရန်ကို limited resources တော့ဖြစ်နေတယ်ဒါပေမဲ့ဒီပွဲထွက်ပုံစံကဒါတကဏ္ဍဖြစ်ပြီးတော့သူတို့တေချာပေါက်ခံစစ်ကိုဦးစားပေးပြီးကစားသွားဖို့ရှိတယ်ပြီးတော့ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Newcastle ရဲ့ခံစစ်အသားပေးပြီးတော့ဒီ larger space တွေကိုအကောင်းကောင်း လွှမ်းမိုးထားတဲ့ပုံစံကအလုပ်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့လွန်ခဲ့တဲ့300ဒီမှာ Manchester City ရလက်ကောင်းခဲ့တာလည်းရှိတယ်ဒါပေမဲ့ပွဲတိုင်းခက်ခဲခဲ့တယ်ဒီ3နှစ်စတိုင်3နှစ်စလုံးတော်တော်လေးကိုခက်ခဲခဲ့တယ်အဲပြီးခဲ့တဲ့ရာသီမှာလည်း Newcastle ရဲ့ဒါဒီထိုးနှက်ခြင်းကိုခံခဲ့ရတယ်ကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့ဟို9နဲ့ပွဲတွေတောင်ဒါ2 3လို့ရလက်မျိုးနဲ့အသေးအံကစားပြီးတော့နောက်ဆုံးမိနစ်မှာဒါ Oscar Bob တွင်းသွားတဲ့အဲဒီ 6မျိုးနေနိုင်ခဲ့တာပေါ့နော်အရှေ့ရာသီးမှာလည်းရုံးခံခဲ့ရတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ Newcastle အဲ့ဒီ setup အတိုင်းပဲအများကြီးမပြောင်းဘူးအခုနောက်ပိုင်းမှာဒါအတင်းကြီးနေရင်ဆိုင်ရင်လည်းသူ့ရဲ့ပုံစံကဒီလိုပဲဒီရာသီးမှာဒါ Liverpool နဲ့ရင်ဆိုင်ပြူသွားပြီ Arsenal နဲ့ရင်ဆိုင်ပြူသွားပြီအဲ့ဒီနှစ်တင်းစလုံး Liverpool ကအဲ့ဒီအချိန်တော့အခုလောက်ဟိုမကြဆင်သေးဘူးပေါ့နော်ကောင်းနေတဲ့အချိန်လို့ပြောလို့ရတယ်အဲ့ဒီအချိန်မှာတော့အခုလိုမျိုးဒါခံစစ်ကိုအသားပေးပြီးကစားတယ်ကစားတာကြက်တဲခဲ့တယ် Arsenal အတင်းလည်းကစားတာကြက်တဲခဲ့ပြီးတော့ ီ service တွေကနေပဲဒါကိုရခဲ့တယ်။ Champions League မှာဆိုရင်လည်း Barcelona ကိုလည်းသူတို့အဲ့လိုမျိုးပဲကစားသွားတယ်ပေါ့နော်။အဲသူတို့ကစားတဲ့ပုံစံက4-3-3ကိုအခြေခံတယ်။အဲဒီသူတို့ရဲ့တိုက်စစ်ကစားသမားတွေက pressing ကိုကောင်းကောင်းဒါစူးစမ်းပြီးတော့လှုပ်ကြတာကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့သူတို့ရဲ့ queen လေကသူတို့ရဲ့အသာချက်ပဲအရန်ကိုအားကောင်းပြီးတော့ဒီ4-3-3-5-1ဒီလိုပုံစံမျိုးတွေကိုအသုံးချနိုင်တာကိုတွေ့ရတယ်။အဲ့တော့ဒီ433ပဲဖြစ်ဖြစ်5-1ပဲဖြစ်ဖြစ်5-1ပဲဖြစ်ဖြစ်5-3ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့အားသာချက်က ဒီအလေတွေကိုကောင်းကောင်းစုနိုင်တယ်။တောင်းမန်တွေကိုကောင်းကောင်းချဲထုတ်နိုင်တယ်။ off the ball မှာရောဒီ in position အနေထားမှာရောအရင်ဒီခုန function တစ်ခုကိုကောင်းကောင်းကင်တွင်နိုင်တော့တွေ့ရတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ Newcastle ရဲ့ကစားပုံကပို့ပြီးတော့ကောင်းတယ်။အထူးသဖြင့် off the ball ကောင်းတယ် defensive ပို့ကောင်းတယ်။ဒါကြောင့်မလို့တို့ကဒီသူထက်ငယ်တဲ့အသင်းတွေနဲ့တွေ့ရင်အရင်ကြီးမကောင်းမှမယ်။သူထက်ကြီးတဲ့အသင်းတွေနဲ့တွေ့ရင်အထူးသဖြင့် အရန်ကိုကြီးမားတဲ့အသင်းတွေနဲ့တွေ့ရင်ပို့ပြီးတော့ကောင်းတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအာသာချက်အတိုင်းပဲ Newcastle ရဒီပွဲကိုချင်းကပ်လာဖို့ရှိတယ်အခြားသောတစ်ဖက်မှာတော့ဒီ Anthony Gordon ရဲ့ဒါတန်ရာပြဿနာအနေထားကတိကျကြမသိရသေးဘူးပြီးတော့ဒီတခြားသောတန်ရာပြဿနာလေးတွေပေါ့နော်တန်ရာပြဿနာလေးတွေကတော့ Manchester City ထက်များနေတဲ့အနေထားလေးမှာရှိတယ်အဲ့တော့ Newcastle ဘက်မှာအားနည်းနည်းနည်းနေတယ်ပြီးတော့လက်ရှိခြေစွမ်းကလည်းနည်းနည်းလေးကျတဲ့အောင်ဖြစ်နေတယ်ဒါပေမဲ့သူတို့ရဲ့ဒီ overall tactical plan ကတော့ Manchester City ကို ကောင်းကောင်းဒုက္ခပေးတတ်တဲ့အစဉ်လာရှိတယ်ပေးနိုင်တဲ့အင်အားမျိုးပန်ဆိုင်ထားတယ်လို့ပြောရပါလိမ့်မယ်ကိုဒါစီတူပြောတဲ့ထက်မှလည်းပါပေါ့ဒီကတော့ present နဲ့ဟိုအားပြုပြီးတော့မှဒါ city ရဲ့ခန်းစစ်ကိုရှေ့ကင်ဖြစ်အောင်တော့ကြိုးစားမဲ့ပုံစံမျိုးတော့ဒါပြောပါစီတူကတော့အာတစ်ဖက်ကဒီကောင်းတဲ့ကလည်း city နဲ့ပတ်သက်ပြီးတော့မှတစ်ချက်တော့ပြောပြအောင် city ကတော့ပုံမှန်အဖြစ်ဒါဘုံမောင်းနယ်ပွဲဆိုလည်းဘုံမောင်းကဒီလိုပုံစံမျိုးနဲ့ကစားပါလေဒါ queen တော့မတူပါဘုံမောင်းနယ်တော့ကတော့ဒါ ETH stadium မှာကစားတာအခုကတော့ ဒါစင်ဂျစ်ပတ်မှာကစားမယ်ဆိုတော့ queen အနေထားတော့မတူဘူးဒါပေမဲ့လည်း present ပေးတဲ့အသင်းတွေကိုဒါဒီနောက်ပိုင်း city တုံ့ပြန်တဲ့ပုံစံတော်တော်လေးကိုတည်ငြိမ်အောင်တွေးရတယ်အထူးဖြင့်ဒီ Haaland က drop duty ဆင်းနေခံစစ်ကိုလည်းဆင်းကူတယ်နောက်တော့ကိုယ်တိုင်လည်းဘောလုံးတည်ယူတယ်နောက်တော့ဒီ transition play တွေမှာလည်းသူကိုယ်တိုင်ပအောင်ပတ်သက်ပြီးနောက်ဆုံး finishing ကိုလည်းသူကိုယ်တိုင်တွင်းတဲ့ပုံစံမျိုးဖြစ်တဲ့အခြေအနေတခုမှာဒါ city ရဲ့ဒီ transitional play ကအရန်ကိုအားကောင်းလာတဲ့ဟာမျိုးလေးလည်းမြင်ရပါဘူးဒီတော့ Newcastle ရဲ့ present ကိုဒါ city ကိုဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်မယ်လို့ကောင်းသိထင်တယ်ဟုတ်ကဲ့ ညူကာဆယ်က present ပေးရဆိုရင်အရင် high present ပေးတာမျိုးတော့မဟုတ်ဘူးတော့နော်အချိန်အများစုမှာဒီကွင်းလေကိုတော့တို့အကျော်မခံဘူးဒီဒီ451ပုံစံမျိုးလေးညတော်တော်လေးကို deep ဖြစ်တယ်ပေါ့နော် deep ဖြစ်တော့ low brodie လည်းမဟုတ်ဘူးဒီ main blow လောက်နဲ့ညူကာဆယ်ကကစားတာညူကာဆယ်ရှေ့ပွဲဒီ liverpool နဲ့ပွဲမှာတော့ liverpool high present ပေးမှန်းသိတဲ့အတွက်တို့ကဒီဒီ short အားဖြင့်ပေါ့နော်ဒီ pass တွေအားဖြင့် short pass တွေအားဖြင့်ဒီ Liverpool ရဲ့ press ကို break လုပ်ဖို့သူတို့ Bernardo Silva ကိုအသုံးပြုလာမျိုးရှိတယ်။ဒါပေမဲ့ဒီပွဲကတော့ Bernardo Silva နဲ့ကျွန်တော်မလိုက်ဖက်ဘူးလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်။ဒီ Reinders ကို Reinders ကိုပြန်သုံးမလားပေါ့။ကွင်းလယ်မှာဒီ Reinders ရဲ့ဒီဘက်က Nico Gonzalez ရဲ့ကိုပြန်သုံးမလားဒါကိုတစ်ချက်ကြည့်ရမယ်။ဘာလို့လဲဆိုတော့ဒီ Newcastle ရဲ့ကွင်းလယ်တွေကိုဒီဘောလုံးဆွဲပြေးခြင်းအားဖြင့်ကျော်ဖြတ်တာက Manchester City အတွက်ပိုကောင်းတယ်လို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော်သူတို့ကွင်းလယ်မှာလဲဒါ Newcastle ကဒီ foul တွေ မကြာခဏလုတ်တဲ့အတွက်ဒီ riders ရဲ့ဒီ bokery နဲ့ဆိုမစီပေါင်းပေါင်းနေလဲရနိုင်တယ်ပို့ပြီးတော့ဒီလွတ်ထွက်သွားမယ်ဆိုလဲဒါဟိုပြောမယ်ဆိုရင် newcastle ရဲ့ဒီ midlop shape ကိုဖြီထွက်နိုင်တာ kick pass pass အားတဲ့စိုင်ဒီဘောလုံးဆွဲပြေးခြင်းအပြင်ပို့ပြီးတော့အားကောင်းမယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့မှာလဲဒီ riders မှာလဲသူ့ရဲ့တူးချင်း technique ရဲ့အရာဆိုရင်သူ့မှာ the force ပေါ့နော်ဒီဒီ la force လို့ခေါ်တယ်ဒီဒီစပိန်မှာဆိုရင်သူကဒီဘောလုံးလေးရက်တိုင်ဟိုပြောမှသူ Boskas လို့ပုံစံပြောပေါ့နော်ဒီရွယ်လိုက်ပြီးတော့ပေးမလို့နဲ့ဘောလုံးဆွဲဆွဲပြေးသွားတဲ့ဟာလေးကြီးကတစ်ဖက်ရဲ့အဲ့ ဒီ present ကိုနည်းနည်းလေးအဟန့်ဖြစ်သွားစေတယ်ပေါ့နော်ဒီအတူနည်းနည်းလေးရက်တက်လိုက်ဘောလုံးရွယ်ပြီးလျှောက်လေးရွယ်ပြီးရက်လိုက်တဲ့အနေထားမျိုးမှာပိုကောင်းတဲ့ option တွေပေါ်လာတယ် riders ကတော်တော်လေးအားကောင်းတယ်အဲ့လိုနေရာမှာအဲ့တော့ဒီ riders ကိုပြန်သုံးမလားကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့တိုက်ဆက်ဘိုင်းအားဖြင့်တော့ဒါဟာလန်ကဘာမှပြောသေးရမရှိဘူးတွဲမှာဒိုကူရှိမယ်အဲညာတောင်ပိုင်းမှာတော့ကျွန်တော်တို့7ညိုသုံးမလားဒါမှမဟုတ်ဒီဒီ chucky ကိုသုံးမလားကျွန်တော်တစ်ချက်စောင့်ကြည့်သွားပေါ့အဲ့တော့ newcastle ဘက်ကိုပြန်ကြည့်လိုက်ရင်တော့ newcastle က ်သူတို့အတွက်ကတော့တကယ်ခုနပြောလို့ပဲဒီဒံပန်းမပါတဲ့အခါမှာဒီအမြင်ပေါ်အားဖြင့်နည်းနည်းလေးအားနေနိုင်တယ်သူတို့တစ်ခါလေးဒီ1နေအဟလောက်သူတို့ရှုံးနေနေတဲ့အနေအထားမျိုးတွေမှာဆိုရင်ဒီဒံပန်းကိုတိုက်ဆက်လိုင်းကိုတင်ပြီးတော့သူတို့ဒံပန်းကြရတဲ့ဂန်းကောင်းပေါ်နေကြလာတဲ့စကန်ပေါ်တွေနဲ့ပြီးဒီအိုဆူလာတို့နဲ့ဒီ behind run တွေလောက်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တရက်ကတော့နည်းနည်းလေးယော့နေတဲ့အနေအထားပြီးတော့နယူကာဆယ်ကလည်းပြောမယ်ဆိုတိုက်ဆက်မှာလည်းအန်နီကော်ဒွန်ကရာသီအစားဆိုဒါဝက်ပဲပြတဲ့အန်ဒီကတ်ထိတယ်ပြီးတော့ဒိုင်ယာပြတ်နိုင်ရင်ဆိုင်ကြီးအနေအထားမှာ ဒီဝါဒမာရာတရားလောက်ကိုပဲနည်းနည်းအားကိုးနေရတယ်ပေါ့နော်ညာတော်ဝင်မှာဆိုလဲဒါဂျာကော့မာဖီကတိုက်စစ်အိုင်းပိုင်းအဖြစ်ဆို crossing တွေထွက်တာတော့မှန်တယ်ဒါပေမဲ့ဒါပြောမှဆိုအီလန်ကာလောက်တော့အားမကောင်းဘူးဒါပေမဲ့အဲ့ဒီဟောင်းကအီလန်ကာကိုအဲ့လောက်ကြီးမတုံးတော့တွေးရတယ်ဒီဂျာကော့မာဖီကိုတုံးတယ်တခါလေးမာဖီမပါနိုင်ရင်နောက်မှသူဒီဒီ bands ကိုပေါ့နော်ညာတော်မန်ကိုထုတ်ပြီးတုံးတော့တွေးရတယ်ဆိုတော့ဒါတိုက်စစ်အိုင်းအဖြစ်တော့ညူကာဆယ်ကတော်တော်လေးကိုအားနေနေတယ်ဒီရာဒီမှာ twin go ပိုင်းအဖြစ်လဲဒါ10 go ပဲရတာတည်းရညူကာဆယ်ဆက်တဝဲပြီးမှာဆိုအဲတဝဲပြက်မြ1တော့ တကိုးတော့မရထားဘူးဆိုတဲ့အနေဒါကမစ္စတာစီးဒီကိုအများကြီးဒုက္ခပေးသွားဖို့တော့မရှိဘူးသူတို့ကွင်းလဲဘိုင်းအားပဲကြည်ရမယ်မစ္စတာစီးဒီရဲ့ဒီကွင်းလဲကိုဒီမာကျော်မှုမာကုံနဲ့ဘယ်လိုကြော်ဖြတ်နိုင်မလဲဘယ်လို present ပေးမလဲအင်ကွင်းအားနဲ့ဒါကိုပဲကျွန်တော်တစ်ချက်စောင့်ကြည့်သွားတာဟုတ်ကဲ့ပါဒါနောက်ထပ်ဒီ city နဲ့ပတ်သက်ပြီးပေါ့လေဒါကြည့်ရမယ့်ချက်ကတော့ city ကတော့ premier league အဝေးကွင်းပွဲစဉ်တွေမှာတော့ဘယ်လိုပြောမလဲနည်းနည်းလေးရုံးကန်တော့မှအက်စတိုမီလာနဲ့ပွဲမျိုးဆိုရင်မထင်မှတ်ဘဲနဲ့ဒါ guardiola မထင်မှတ်တဲ့ line နဲ့တွေထုတ်လိုက်တယ်ဒီလိုအမားမျိုးကိုတော့ထပ်ပြီးတော့မှတော့ ဒါ Guardiola Guardiola ကိုလည်းနဲ့ထပ်လုံမယ်တော့မထင်ဘူးပေါ့လေ။ဘာမှမလို့ဆိုတော့ဒါ Aston Villa နဲ့ပွဲတော့အားလုံးလည်းအမှတ်ရကြအောင်ပါ။ဒါ Premier League သူတို့ရဲ့အိမ်ကွင်း sorry ဝေးကွင်းနောက်ဆုံးပွဲစဉ်ဖြစ်မယ်။ဘာလို့အဲ့ပွဲမှာ1-0နဲ့ရှုံးခဲ့တယ်။ဒီဒီပွဲမှာတော့တကယ်ကိုအားကောင်းတဲ့ပုံစံမျိုးနဲ့ဒါပွဲထွက်လာလို့မယ်လို့ထင်တယ်။နိုင်ငံတကာပွဲပန်းနဲ့တန်တချို့ခံကောင်းခံထားဥပမာ Tokyo ဆိုရင်ကစားရတာကြောင့် Belgium ရဲ့ပွဲစဉ်ကကြတော့အင်္ဂါနေ့ထိဒါရောက်ခဲ့ပေါ့လေ။အင်္ဂါနေ့မှာကစားရတယ်ဆိုတော့ Tokyo ကစားမမျိုးကိုအချိန်ပိုင်းလောက်ပဲ၃ကောင်း၃လိုက်မယ်။ဂျန်နဲ့ကစားမတွေကတော့ဒါတကယ်ပြဿနာမရှိဘူးဆိုတော့ City ကတော့ ်ညူကဆယ်တဲ့ဆိုင်ကစားသမားအရင်မြစ်ကတော့ပုံပြောမှာတော့ပေါ်တယ်ဒီဘွဲမှာစီတူရဲ့တစ်ချက်လောက်အခုဒါမရှိမနေကြည့်အောင်လို့တိုက်စစ်မှုနည်းအောင်ပေါ့နော်ဘော်ဒါမာတာရဲ့နောက်တဲ့ဟာလန်ရဲ့ဘော်ဒါမာတာကလည်းဒီညူကဆယ်ရဲ့တိုက်စစ်ပါဒါကိုသူရအကောင်းကြီးမဟုတ်ဘူးဆိုတဲ့ညူကဆယ်တိုက်စစ်မှာတကယ်ကိုအရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်နေတယ်ပြီးခဲ့တဲ့နိုင်ငံတကာပွဲကာလမှာလည်းဂျာမနီတင်းတွေခြေစွမ်းပြတာဟာလန်ကလည်းဒီဟာလန်ကတော့သိတော့ပြောစရာတော့မလိုပါတော့ဟာလန်ကဒီဘွဲမှာဒါတကူးသွင်းနိုင်ကိုဒီပရီးမီယာလိဂ်တမိုင်းမှာ900ပြည့်တဲ့ အမြန်ဆုံးကစားမတော့ဖြစ်လာမယ်ဆိုတော့ဒီတိုက်စစ်မှုနှစ်ယောက်ရဲ့အခန့်ကဏ္ဍကရောဘယ်လောက်ထိအရေးပါတယ်မသိဘူးဟုတ်ကဲ့အရန်ကိုအရေးပါတယ်ဗိုတာမာဒာရဲ့ဒီခြေစွမ်းကဂျာမနီမှာတော့ပို့ပြီးတော့ပေါ်လွင်တာပေါ့နော်အဲ့ဒါကသူ့ကိုတိုင်ဝိုင်းပြီးတော့သူကဒီအတူလေးချစ်ချိတ်ပြီးတော့ဒါကစားပြီးတော့ပြန်ဘက်ဒီခန်စစ်ကိုသူကထိုးခွင်းတဲ့ကစားသမားမျိုးပေါ့နော်ဟာလန်တို့က the right sand နဲ့ folder matter ကဒီ the right sand နဲ့ attribute တွေရှိပေမဲ့လေအဲသူကဒီ ball playing back ကိုပို့ပြီးတော့ရှိနေတယ် သူ့အကောင်ကြီးနဲ့ကြည့်လို့တော့ဒါ traditional တိုက်စင်မှုပုံစံထင်ရပါမယ်သူကစားတဲ့ပုံစံက force nine ဘက်ကိုရှိနေပေါ့နော်ဟိုဒီဂျာမနီမှာလည်းသူအဲ့လိုလိုပဲကစားလာဘွန်နစ်ဒီကမှာလည်းအဲ့လိုပဲကစားတယ်ပေါ့နော်အဓိကအဖြစ်သူ့ရဲ့ဝန်ကျင်မှာရှိတယ်ဂျာမနီလေဝေးစင်တဲမှာကစားသူအားဆိုဖလိုရီယန်ဗာစ်တို့ပြီးတော့ဒီစာနေတို့ဒီကစားသမိုင်းတွေကနော်ဘရီယိုနဲ့ချိတ်ချိတ်ပြီးတော့ကစားသွားတာမျိုးအဲ့တော့သူ့ရဲ့အဲ့ဒီကစားခွင့်ကလက်ရှိနယူကာဆယ်မှာတိတ်ပြီးမပေါ်ဘူးဖြစ်နေတယ်အထူးသဖြင့်တော့ဒီတောင်မန်ကြီးရဲ့ချိတ်ဆက်နိုင်မှု ါ့နော်အလန်ကာကတိတ်ပြီးတော့လုံးမဖြစ်ဘူးမာဖီးယားကြတော့သူကတောင်ပန်မှာ white ပဲနေတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ပြီးတော့ဘယ်ဘက်မှာ Gordon ကလည်းဒါတရားပြဿနာလေးပွဲပဲပွဲပဲပြစ်တယ်လည်းဒီရာဒီအဆောင်မှာခံရတာမျိုးရှိတယ်အဲ့တော့အဲဒီ inform ဖြစ်မနေဘူးပေါ့အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ Fodamada ကဂိုးတော့တွင်းနေတယ် Newcastle နဲ့ပွဲတွေမှာဒါပေမဲ့ကစားဟန်ကကစားပုံကဂျာမနီအသင်းမှာတော့အားကောင်းခြင်းမရှိတော့ဘူးတွေ့ရတယ်ပေါ့နော်ဒီ goal goal တော့ရသွားတယ်ဒါပေမဲ့ သူ့ရဲ့ overall impact သူလုံးတိုင်စွမ်းအပြည့်ကို Newcastle ရဲ့ခံစားရခြင်းမရှိသေးဘူးအဲ့ဒါကလက်ရှိ Newcastle ရဲ့ setup နဲ့ပတ်သက်နေရပေါ့နော်အဲ့တော့အဲ့ Newcastle ကအဲ့ဒီအပိုင်းကိုပို့ပြီးတော့တိုးတက်လာအောင်လုပ်ဖို့လိုအပ်တယ်အဲ့တော့ဒီလိုပွဲမျိုးမှာတော့အဲဒီ Yoshin နဲ့ချင်းကံမှုပေါ့နော်ဒီ Murphy လိုအစားသမားမျိုးစီရင်ဖြတ်တင်ဘောတွေဒါ၃တာမျိုးအဲ့တော့အဲ့လိုမျိုးတော့မြင်တွေ့ရနိုင်တယ်။တေချာလာကဗော်ဒါမာတာက inform ဖြစ်နေတဲ့ player လူကဆယ်ရဲ့ကစားဟန်ကသူ့စိတ်ကြိုက်မဟုတ်တာတော့မှသူ့စီကနေဒါ ိုခြေစွမ်းကောင်းနေကျွန်တော်တို့တောက်လျှောက်မြင်တွေ့ထားရတယ်ပေါ့နော်အာလင်းဟာလန်ကတော့ဒါရှင်းတယ်သူခြေစွမ်းမပြတဲ့ပွဲဆိုတာမရှိသလောက်ဟိုရှားတယ်ပေါ့နော်ဒီပွဲကိုလည်းသူဟိုဆိုးမိုးမှာပဲလောကတန်တရားမရှိဘူးကျွန်တော်ဒီအတွက်ကိုဟာလန်ကိုထိန်းချုပ်လို့ရတဲ့နီလန်ဆိုတာလေဟိုလောလောဆယ်မှာမရှိသေးဘူးပေါ့နော်အဲနောက်လည်းရှိဖို့မလွယ်ဘူးအဓိကအဖြစ်သူ့ကိုကန့်သက်ဖို့မလွယ်ဘူးအဲ့တော့ဒီသူ့ကိုကန့်သက်ချင်းထက်ဆိုင်ရင်မန်ချက်စတာစီးတီးရဲ့ကစားဟန်ကိုကန့်သက်မှဒီဟာလန်ကိုဖန်တီးပေးမဲ့ကစားသမားတွေကိုကန့်သက်မှပဲရှာလိုက်မယ်ဟာလန်ကို ကန်တာဖို့ကကြတော့အရန်ကိုခက်ခဲလုံးတယ်အခုနောက်ပိုင်းအခြေအနေမှာပို့ပြီးတော့ဒီဟာလန်ဟာပနဒီရီယာအထဲထဲမှာပဲရှိနေတာမဟုတ်ပဲねအတွင်းရောအပြင်ရောအမျိုးစုံဟိုလှုပ်ရှားပြီးကစားတာကိုဟိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုကစားခြင်းအပြင်ဥပမာအာဆင်နယ်နဲ့ဘယ်လိုလဲဆိုရင်အာလင်ဟာလန်ကဒီကောင်တာကိုဒါစတင်တဲ့ကစားသမားဖြစ်ခဲ့ပြီးတော့ကောင်တာနေပဲသူသွင်းသွားတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေတွေကဟိုးနောက်မှာသူဘောလုံးဆင်းယူတဲ့အခြေအနေတွေအဲ့တော့အဲ့လိုအခြေအနေတွေလည်းသူကဒါပိုင်နိုင်တယ်အဲ့တော့ယူကက်ဆယ်အနေနဲ့ဒီသူ့ရဲ့ဒီ ဘယ်လိုပြောမလဲသူတက်ပြီးတော့ဖိပြီးတော့ကစားဖို့စ조사တဲ့အချိန်တွေမှာလေဟာလန်ကအဲ့ဒီရရှိတယ်တစ်ချိန်တည်းမှာဟာလန်ကိုဒီညူကာဆယ်ပိတ်ကစားမယ်ပိတ်ကစားမယ်ဆိုရင်လေဒါပိတ်ကစားလို့ရနိုင်တဲ့ player မဟုတ်ဘူးပေါ့နော်အာလင်ဟာလန်ရဲ့ကစားဟန်ကအဲ့တော့ဒီအားသာချက်တွေရှိနေတဲ့အတွက်ဒီပွဲရဲ့ face အမျိုးမျိုးမှာအာလင်ဟာလန်ကဒါကောင်းကောင်းဒုက္ခပြနေဆိုရင်ရှိနေတယ်လက်ရှိအခြေအနေမှာတော့ကျွန်တော်ကတော့ဟာလန်ဟာညူကတ်ဆယ်ရဲ့ထိ ंछ ုပ်ခြင်းကြောင့်ဒုက္ခရောက်မယ်လို့ကျွန်တော်တော့မထင်ဘူးဟာလန်ဆက်လက်ပြီးတော့ခြေစွမ်းပြသွားမယ်ဒါပွဲတစ်ခုအဖြစ်ကျွန်တော်တော့မြင်ထားမိပါတယ်ခို့ မှန်ပါတယ်ဒါဟာလန်ကလည်းပြောမယ်ဆိုရင်ပြောစရာမလို့လေဝိဇင်အသင်းမှာလည်းဟိုပြောပြောမယ်လောကရတက်လို့မရတဲ့ခြေစွမ်းကိုသွင်းရည်ကြီးလည်းပြတယ်နောက်တစ်ခါဟိုစဉ်းစားကြည့်မိတာတခုပေါ့လေဒါစီပူရောကောင်းပြီဟာလန်ကိုကတ်တဲ့အချိန်တွေမှာကြည့်လိုက်တော့ဟိုမှာဘုံမောင်းတဲ့ပွဲနောက်တစ်အတီအာဆင်နယ်နဲ့ပွဲဆိုလည်းကြည့်လိုက်ဟာလန်ကိုဒီဟာလန် drop ठी စဉ်းသွားပြီဆိုရင်ပြဿနာဘာလဲဆိုတော့ဒီအာဆင်နယ်ဆိုလည်းဒါ Gabriel ရဲ့ top shot ဒီပြောမလဲ Man City ရဲ့ကွင်းမဲ့ချမ်းဒီ top shot ဟာလန်ကို marking လိုက်ကတ်တယ် ဒီပဲဘုံမောင်းနဲ့ပွဲမှာလည်းဒီတိုင်းပဲဘုံမောင်းရဲ့ဒီဆန္ဒဆန္ဒဘက်တီးကဟာလန်ကိုတော့ရှော့ဒီကိုယ့်အတင်းရဲ့ဟိုကိုယ့်လယ်ဇုံလောက်ထိကိုတော့ရှော့လိုက်ပြီးမှကတ်တယ်ပေါ့ဒီလိုမျိုးကတ်တဲ့ဟာတခုကတကယ်တမ်း face and power ချင်းရှင်လိုက်တော့ဆန္ဒဘက်ကဟာလန်ကိုပြန်လိုက်ဖို့ကြတော့ဘလို့မှမလွယ်တဲ့အခြေအနေတခုပါ new castle ရဲ့မှာတော့ဒီဘလိုမျိုးပုံစံနဲ့စာရင်ပေါ့လေဒါဇုံလိုက်ပဲဟာလန်ကိုလိုက်ကတ်ခိုင်းမလားဆိုတော့နည်းနည်းလေးတော့ကြည့်ရမယ်ဇုံလိုက်ဆိုရင်တော့ ဒါသူရဲ့ face and face တိုင်းဆိုဟာလန်ကဥမာကွင်းလေကိုကျော်သွားပြီးဆန်နာဘက်ကအရင်နေစောက်လို့ဆန်နာဘက်ကိုထတ်ကျော်ဖို့ကြတော့ညနေလေး barrier ဖြစ်မယ်လို့ထင်တာပေါ့အဲ့တော့ဒီကာဆယ်ရဲ့အဓိကအားသာချက်ကလည်းကွင်းလေတန်းဖြစ်နေတယ်ကွင်းလေတန်းမှာဒီဘယ်လိုပြောမလဲဟာလန်ကိုလိုက်ကပ်ဖို့အခုပြောချင်တာတော့ဒီဆန်နာဘက်တည်တဲ့စာရင်ကွင်းလေလီယာပဲဟာလန် drop တီးဆင်းသွားတဲ့ချိန်ကျရင်ထိုနာလီပဲဖြစ်ဖြစ်အဲ Bruno Guimaraes ပဲဖြစ်ဖြစ်ဒီကစားသမားတွေရာပဲလိုက်ပြမမကင်ကတ်ရင်တော့ညနေလေးတော့ပေါ့နော်ပုံစံမတူတဲ့ခန်းစည်းပြူပါလေးတော့မြင်ရမယ်လို့ထင်တယ်ဒါတော့ဒါ Newcastle နဲ့ဒါ Manchester City တို့ပွဲမှာ အဲဘယ်လိုပြောလဲဘယ်ပိုင်းတွေအဓိကဒီပွဲဖြည့်အဆုံးဖြတ်ဖြစ်သွားနိုင်တယ်ဗောဒီစီတီမှာတော့လက်နက်တွေတော့အများကြီးပဲစီတီမှာတော်မတက်ဆေးလည်းအကောင်းဆုံးပုံစံဖြစ်နေတယ်နောက်တော့ဖိုရန်ဆိုရင်လည်းဥမာကာဆယ်ရဲ့ခန်းစစ်တန်းနဲ့ကွင်းလန်တန်းကြားနေရာမျိုးကောင်းကောင်းမူနေတော့မှဒါကစားနိုင်တဲ့အားမျိုးပေါ့ဒီခန်းစစ်လိုင်းနဲ့ကွင်းလန်လိုင်းကြားကိုကောင်းကောင်းလှုပ်ရှားနိုင်တဲ့ပုံစံမျိုးတွေမြင်ထားရတယ်။စီတီမှာတော့လက်နက်တွေအများကြီးပဲ။ကာဆယ်မှာကတော့ကွင်းလန်မှာကျောင်းမှုရှိတယ်။အင်ကွင်းရလာကောင်းတဲ့အခြေအနေရှိတယ်။ဒီဘက်မှာဘယ်ပိုင်းကအဓိကဆုံးဖြတ်ဖြစ်သွားမလဲလို့ဟိုကောင်းတဲ့ထင်တယ်။အာဟုတ်ကဲ့ပါ။ဒါ ုနကကိုရင်ပြောလဲမှန်ပါတယ်မန်ဆာစီးတီးကတော်တော်လက်နက်စုံနေကစားသမားအင်အားပိုင်းအားဖြင့်ရောဟုတ်ဒီရသည်မှာဆိုရင်တို့ chaos ပုံစံနဲ့ကစားမလားဒါမှမဟုတ်လေဘာဘူးပွဲနေရလို့ဒီ position နဲ့ structure နဲ့ကစားမလားသူနှစ်မျိုးလုံးမန်ဆာစီးတီးကကောင်းကောင်းကစားနိုင်တယ်ခါသာကောင်းကစားနိုင်တယ်ဘယ်လို saver chaki အတွဲရှိတယ်ဒီဘက်ကအဲ့လိုမဟုတ်ဘူးဆိုလဲဒီ grinders တို့ seven yo တို့အတွဲရှိတယ်ဘယ်လိုပုံစံနဲ့ကစားမလဲဒါတခြားစောင့်ကြည့်သွားပဲပေါ့နော်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒါ Guardiola ရဲ့အသင်းတွေပေါ့နော်အိုးအရင်ဒီ Barcelona Bayern Munich အဲ့လိုအသင်းတွေမှာတည်းကကျွန်တော်တို့တွေ့လာခဲ့ရတာကသူ ဒီအိုင်းဝင်းနဲ့မှစခဲ့တာပေါ့ပြောမယ်ဆိုတော့ဒီ inverted fullback တွေဒီအစဲအစွန်ကစားသမားတွေဒီကွင်းလေတွေကိုတက်ပေါင်းနေကစားဟန်နေပြီးတော့ဂျာဒီနောက်ပိုင်းဒီဒီယာဒီမှာဆိုတော့ဒီ fullback တွေကိုဒီတောင်ပိုင်းမှာပဲဝတ်တကိုချဲထုတ်ထားတဲ့ပုံစံကိုမြင်လာပြီအရင်တော့သူ့ရဲ့ winger တွေကဒီတောင်ပိုင်းမှာ test line မှာနေရာယူတယ်အခုဒီကွင်းလေမှာခုနကိုရင်ပြောလို့ပဲဒီ between line ထဲမှာနေနေတာ fullback တယောက်တည်းမဟုတ်တော့ဘူးပေါ့နော်ထာလန်ကလည်း drop လာတယ်ဒီချိန်ထဲမှာဒိုကူကလည်းဝင်လာတယ်ဆိုတော့ဒီပြိုင်ဘက်ရဲ့ဒီ concept structure ကိုတော်တော်လေး ဟိဟိုလူလိုက်ကတ်ရတာဟိုအာယုံများစေတယ်ပေါ့နော်လူလိုက်ကတ်တယ်ဆိုတာကျွန်တော်ရှိတ်မှာလဲကျွန်တော်ပြောခဲ့ဘူးလေဒီဇုံနဲ့ကတ်တာရှိတယ်မန်းနဲ့ကတ်တာရှိတယ်ဥမာဂျိုကိုမန်းမန်းတူမန်းလိုက်ကတ်လို့ဒီသူဝင်လာတဲ့အချိန်မှာသူဂျိုကိုမယူတော့ဘူးဒီကွင်းလေကဘသူယူမလဲအဲ့လိုပုံစံမျိုးလေးမှာဒီချိမ့်မတ်ဆိုတာလေးဖြစ်တယ်အဲ့ချိမ့်မတ်တွေကိုလိုက်ကတ်တာတော်တော်လေးခက်တယ်အထူးသဖြင့်ဒါ present ကိုဖွင့်ပြီးပြီးရင်ဒါတွေကပို့ဆိုးတယ်ပေါ့နော်အဲ့တော့ဒီယူကဆေကတော့အဲ့လို present ကိုအရင်ဖွင့်ပြီးတဲ့အသင်မဟုတ်ဘူးအထူးသဖြင့်ဒီ Anthony Gordon ခံရရနေတဲ့အချိန်ဒီမှာဆိုရင် pressing ကိုပို့ပြီးတော့ short ပြီးတော့ကစားတဲ့ပုံစံမျိုးပေါ့နော်ဒီ main block နဲ့ကစားတဲ့ပုံစံမျိုးဆိုတော့ဒါ Manchester City ကဘယ်လိုကစားမလဲပုံမှာ moody တယ်ကျွန်တော်အမြင်ကတော့ဒါသူ block ပွဲနဲ့ block နဲ့ပွဲမှာလောက်ခဲ့တဲ့အတိုင်းပဲဒီ O'Reilly တို့အဒီဘက်က Matias Nunes တို့ကိုပဲဒီ width ကိုထောက်ခိုင်းထားပြီးတော့ Doku ကိုအတွင်းထဲကိုဝင်ကစားမယ်4 down အတွင်းထဲကိုဝင်ကစားမယ်ဆိုတော့ဒါ Newcastle ရဲ့ဒီ ိုင်းတဲ့အရာပေါ့နော်တာရီတိုရီအရာမက်ဆီဒီကတော်တော်လေးကိုအသာရပါမယ်မက်ဆီဒီကဒီဘက်မှာပို့ပြီးတော့လေဘောလုံးတွေကင်ကစားပြီးတော့ဒီရိုင်းဒါစ်လိုစန်ထရယ်ကျောင်းကနေပြီးတော့ပို့ပြီးဖောက်လိုက်မယ်လို့ထင်တယ်ချိန်ထဲမှာသူတို့ဖူးဘက်တည်းရဲ့ဒီ attacking line attacking channel ကပွင့်နေလိမ့်မယ်လို့တော့မြင်တယ်သူတို့အဲ့ရနေပြီးတော့သူတို့ crossing တွေသွားနိုင်တာကိုလည်းတွေ့ရတယ်လေဘာဘူးနဲ့ပွဲနေနေမှာဆိုတော့ဒါမာတီးယန်လူနဲ့ crossing ကနေပြီးတော့သူတို့အခွင့်ကိုရသွားတာဆိုတော့မန်ချက်စတီကတော်တော်လေးလက်နက်စုံတယ်အဲ့တော့ညူကာဆယ်မှာတစ်ချက်ကြည့်ရမှာညူကာဆယ်ရဲ့ဒီ ဒီ full back တွေဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲခုနကိုစီတူပြောခဲ့တယ်လို့ပဲဒီ5 back ကစားမလား5 back ကစားရင်ဒီဘက် Trippier ရှိမယ်ဒီဘက်က Lewis Hall ရှိမယ်သူတို့ဘယ်လောက်ထိဒီတန်းကိုကျန်ကျန်ခိုင်နိုင်မလဲဒါပေမဲ့ Newcastle မှာတခုရှိတာကသူတို့ရဲ့တောင်ပံကစားသမားဒီ Banscor ဒီဘက်က Mafio ကခန်းဆက်လောဝန်တော့တော်တော်လေးကောင်းတယ်သူတို့ရဲ့ဒီ lane ပေါ် full back တွေကိုတော်တော်လေး like ကူနိုင်အောင်တွေးရတယ်ပေါ့နော်အဲ့တော့ Manchester City ကဆိုတော့တေးကြတယ်ဒီ central zone ကပဲသူတို့အပြည့်ပြက်လာမယ်ဒီမှာသူတို့ Jordan တို့ဒီ တော်နာလီတို့ဂိမရိုက်စ်တို့ကိုဘယ်လိုမျိုးစွာကစားနိုင်မလဲသူတို့ဒီပေါင်းနေယူပြီးတော့သူတို့အွားတွေစောစောစီးစီးရအောင်ဒီ one for one jewelry နဲ့ carry နဲ့ထိုးဖောက်လာလိမ့်မယ်လို့တော့ကျွန်တော်မြင်တယ်ဒါပဲအတိအကကြည့်ရမယ်ကျွန်တော်တို့ဇုံပေါ့နော်ကွင်းကွင်းလေဒီအေးဒီကစားတဲ့ကွင်းလေဘလောက်တောက်ခံနိုင်မလဲမဇာစီးတီးရဲ့ဒီကွင်းလေကဒီ overload ဒီကစားသမား6ယောက်လောက်ဝိုင်းလာတဲ့ overload ကိုဘလို့တောက်ခံနိုင်မလဲဒါကိုပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားအောင်ဒါကောဒီပြောရလဲတော်တော်လေးစိတ်ဝင်စားကြကောင်းပါတယ်ဒီမှာအခု ပြန်ပြောမှကြည့်ရမယ့်တစ်ချက်ကတော့ Liverpool နဲ့ပွဲတုန်းကတော့ Manchester City ရဲ့ဘယ်ချမ်းကတော်တော်လေးကိုအားကောင်းတယ်ပေါ့နော် O'Reilly ရဲ့ Doku ရဲ့ဒီနှစ်ယောက်ကိုဒီ Liverpool ရဲ့ညာနောက်ခံကို Conor Bradley ကဘသူ့ကိုကတ်လို့ကတ်ရမယ်မသိတဲ့အခြေအနေဖြစ်တဲ့ဖြစ်လောက်တဲ့အထိ O'Reilly ကလည်းအတက်ကင်ကိုကောင်းကောင်းပံ့ပိုးနိုင်တာကိုတွေ့ရတယ်ဒီပွဲမှာကတော့မတူညီတဲ့အခြေအနေတကူကဒါကောင်းတဲ့ပြောတဲ့ထင်ပါလဲပေါ့ချက်ကမာဖီးယားကြတော့ဒီညာနောက်ခံလူကိုတင်းရဲ့ညာနောက်ခံကိုကောင်းကောင်းလိုက်ပြီးမှဆင်းနိုင်တယ်ဆင်းပေးနိုင်တဲ့အခြေအနေမှာကြာရင်တော့ဒီ Man City ရဲ့ ဘယ်ချမ်းတောင်မတ်တက်စစ်ကကြတော့လီဗာပူးနဲ့ပွဲရလောက်ထိကြတော့ဟိုထိုးပေါက်နိုင်စွဲဘူးတော့ဘလို့ပြောမလဲလင်ခုံနိုင်စွဲကြော်ဖြတ်နိုင်စွဲစသဖြင့်ပေါ့နော်ထိရောက်တဲ့ပုံစံမျိုးရှိကြမှာတော့ရှိရလိမ့်မယ်ဂျန်တဲ့ဘိုင်းနေမှာလဲဒါစီးတီးမှာထိုးနေမယ်ဆိုထိုးနေချင်စရာတော့အများကြီးရှိနေရဆိုတော့မန်ချက်စတာစီးတီးကဒါယူကာဆယ်ကိုအနိုင်ယူဖို့ဘလို့ပုံစံမျိုးနဲ့ဒါကြော်ဖြတ်သွားမလဲဘလို့အသာချက်တွေယူသွားမလဲဆိုတာလဲစီးတူကဆက်ပြီးတုံးတတ်ပြီပေါ့နော်ဟုတ်ကဲ့အသေးစားပေါက်အခက်ခဲမဲ့ပွဲပေါ့နော်ဘုံမောက်အသင်းနဲ့တွေ့တယ်ဘုံမောက်အသင်းကိုသူတို့ဒါကြော်ဖြတ်ခဲ့တယ်ပေါ့နော် ခက်ခဲတဲ့ပွဲဆိုပေမဲ့ဘုံမောင်ရဲ့ကစားဟန်ကလွတ်တဲ့ဟိုအကွက်တင်များတယ်ပြီးတော့ high risk ဖြစ်တယ်ပြီးတော့ဒီသူတို့ရဲ့ဒီခန်းစစ်ကပေကိုနှုံကငကိုရဲများတဲ့အသင်ပေါ့နော်နောက်ပြီး Liverpool ဆိုရင်လည်းအဲ့လိုပဲပေါ့နော် Liverpool ကခန်းစစ်ကိုခယူးဆိုင်ပြီးကစားနေတဲ့ဆိုပေမဲ့လို့သူတို့ရဲ့ခန်းစစ်ကငကိုရဲက hard work များတဲ့ခန်းစစ်ပြီးတော့ space တွေအများကြီးပေးတဲ့ခန်းစစ်မျိုးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ Manchester City အနေနဲ့ပို့ပြီးတော့ ပို့ပြီးတော့အချိန်ရသွားခဲ့တယ်ပေါ့နော်သူတို့ရဲ့နောက်ပိုင်းမှာတော့ဒါကစားပုံမိလာတယ်ဆိုပေမဲ့အချိန်ရသွားခဲ့တယ်နျူကတ်ဆယ်ကအဲ့လိုမဟုတ်ဘူးနျူကတ်ဆယ်ရဲ့ဒီ space တွေပေးလေးရှိတဲ့အသင်မဟုတ်ဘူးအဲ့ space တွေကိုလုံးဝကြက်ညက်နေအောင်ကစားတတ်တဲ့အသင်ပြီးတော့ဒီသူကစားသမားတွေပေါ့နော် Joel Linton တို့ Bruno Camaristo ဟာလုံးဝခံစစ်ကိုအရင် compact ဖြစ်အောင် ကစားတာထူးကြွန်တယ် စင်ထရိုတိုနာလီလည်းပါနိုင်ဖို့ရှိရတန်ရာပြဿနာရှိရလို့သိရပါနိုင်ပါနိုင်မယ်လို့ပဲကျွန်တော်ယူဆထားတယ်ပေါ့နော်အဲ့တော့ဒီကစားသမားတွေဒီကွင်းလေတွေကအဲ့ခုနအပေါက်တွေကောင်းကောင်းဖြစ်ပြနိုင်တယ်အဲပြီးတော့ခုနကိုကောင်းစစ်ဆွေးနွေးသွားသလိုအဲဂျက်ကော့မာဖီပေါ့နော်သူဟာတစ်ချိန်တော့ကဒါဝင်းဘတ်စ်တွေပါကစားခဲ့တဲ့ပလေယာတစ်ယောက်ပေါ့နော်အဲဒီအောက်တန်းနေမှာချစ်လေခဲ့ပြီးခန်စစ်ကစားပုံကောင်းတယ်အာယုံစူးစိုင်းမှုကောင်းတယ်ပြီးတော့ဒီဘဲဘက်မှာတော့လက်ရှိဘသူကစားမလဲမသိဘူးဒါပေမဲ့ဘသူကစားကစား အာဒီ Harvey Banks ပဲကစားကစားပေါ့နော်ဒီကစားသမားတွေဟာခံစစ်ကိုကောင်းကောင်းကူညီနိုင်တဲ့ player တွေဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲလက်ရှိအခြေအနေမှာ Man City လွတ်ကွက်ရဖို့ဆိုတာခဲ့ရင်တယ်တကြပေါ့ကြံ့ကြံ့နေရပွဲတစ်ခုကိုဒါရင်ဆိုင်ရမှာအဲဒီကျွန်တော်ဆိုလိုချင်တာကပြီးခဲ့တဲ့ Liverpool ပွဲဘုံပေါင်းတဲ့ပွဲလိုမျိုးလွတ်နေမှာမဟုတ်ဘူးလွတ်ဖို့ခဲ့ရင်လိုက်မယ်အဲ့လွတ်ဖို့အတွက်တော်တော်လေးအားထုတ်ရလိမ့်မယ်အဲ့တော့လက်ရှိအခြေအနေမှာတော့ Manchester City မှာအသာချက်တွေအများကြီးရရှိနေတယ်တကြလားဒီခုနက Newcastle ရဲ့ compact ဖြစ်တဲ့သူတို့ရဲ့ structure ကြောင့် တကြပေါ့ Man City အနေနဲ့ဒါခက်ခဲမှုတွေရင်ဆိုင်ရမယ်အဲ့တော့အဲ့လိုအခြေအနေမှာစိတ်ဝင်စားစရာဖြစ်လာတာကတည်း Foden တို့အလဲမှာရှိနေတဲ့ Central Force ရဲ့ဒီလုတ်ကိုင်းတိုင်းစွမ်းပေါ့နော်အဲ့ဒီလုတ်ကိုင်းတိုင်းစွမ်းကတော့ဒါအရေးကြီးလာလိမ့်မယ်တောင်မန်တွေထွက်စာရင်ဒီအလဲက Foden တို့ဒါဘလိုမျိုးဒီ Haaland တို့ကိုသွင်းနိုင်အောင်ဒါဖန်တီးပေးမလဲဆိုတဲ့အချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုလည်းကျွန်တော်ရဲ့ဒီ Battles ကဒီအလဲမှာရှိရလို့ကျွန်တော်နေနဲ့မြင်မိတယ်ပြီးတော့ Newcastle ဘက်က Man City ဘက်ကို ပြန်ပြီးတော့ထိုးနှက်နိုင်မယ့်အချက်ကိုလည်းကျွန်တော်တို့စဉ်းစားထားရလိမ့်မယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲမန်စီးတီးကိုထိုးနှက်ဖို့ဖော်မြူလာကမပြောင်းမလဲပဲဒီတိုင်းပဲရှိနေတော့မယ်သူတို့ရဲ့ခန်စစ် high line နောက်ကိုကြော်ချဒီ transition နေနဲ့ထိုးပေါက်ဆိုတဲ့အရာပဲပေါ့နော်အဲ့တော့အဲ့ဒါကိုဘယ်လိုမျိုးဒီ force line နဲ့လုံနိုင်မလဲဆိုတာကြည့်ရမယ်မန်စီးတီးကအခုလောလောဆယ်အခြေအနေမှာသူတို့ရဲ့ခန်စစ်အစွန်နေရာတွေမှာပြဿနာလေးတွေရှိနေတယ်ခန်စစ်အပြင်ကျွန်တော်တို့မထိုးနှက်မထိုးနှက်ခွင့်မရခဲ့လို့သား ဒီအားမပေါ်လာတာပေါ့နော်သူတို့မှပြဿနာမရှိတာမျိုးရှိနေတယ်အဲ့တော့အဲ့အဲ့အရာကို Newcastle ဘယ်လိုမျိုးဒါဒီဘက်မှာစမ်းကြည့်နိုင်မလဲပြီးတော့ Newcastle set piece prowess ပေါ့နော် set piece တင်ပတ်သက်လို့ဒါသူတို့မှဒီ set piece တင်တာကောင်းတဲ့ကစားသမားတွေရှိသလိုတိုက်တာကောင်းတဲ့ကစားသမားတွေလည်းရှိတဲ့အတွက်အဲ့ဒီအပိုင်းတွေပေါ့ Newcastle Liverpool အသင်းဆိုဆိုရင်လည်းလောကအဲဒီဘယ်လိုခေါ်မလဲ deep goal kick တွေကန်တင်ပြီးတော့ long ball တွေကန်တင်ပြီးတော့အကြီးကျယ်ဒုက္ခပေးပြီးတော့ကစားသွားတာမျိုးပေါ့နော်တယောက်ယောက်နေရအနေထားမျိုးမှာတော့အဲ့တော့ လူကစမှာအဲ့ဒီအရာလေးတွေရှိတယ်အဲ့လက်နက်တွေပေါ့ပြောမဆိုမန်စီးတီးကိုဒုက္ခပေးဖို့အသင့်ရှိရဲ့လက်နက်တွေအဲ့ဒါလေးရှိနေတယ်ဘနော်တော့တေချာလာမန်ချက်စတာစီးတီးခက်ခဲတဲ့ဘတ်တစ်တခုကိုရင်ဆိုင်ရမယ်လို့ကျွန်တော်ယူဆမိတယ်အဲ့ဒီအခြေအနေကွင်းလယ်မှာလုံးဝကြက်ညက်နေမဲ့အခြေအနေတခုကိုမန်စီးတီးဘလူးဖူးဖောက်မလဲဘလူးမျိုးလုံးမလဲဆိုတာကဒီဘက်မှာအရေးပါလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ပြီးတော့မန်စီးတီးအနေနဲ့အာနျူကာဆယ်ရဲ့တမန်တိုင်းစစ်နဲ့ဆက်ပီးစကဒုက္ခပေးဖို့လောင်းဘောကဒုက္ခပေးဖို့ကြိုးစားလာတယ်ဒီကိုဟိုတားဆီးနိုင်ဖို့အရေးကြီးရလို့ ူဆမ်းပြပါတယ်ကိုဟုတ်ကဲ့ပါဒါစီတူရောကောင်းတဲ့ကောတုံးသက်ပေးပါတော်တော်လေးလဲစိတ်ဝင်စားစရာကောင်းပါတယ်အဓိကတော့ဒီ Newcastle ရဲ့ဒီ Kansas unit တွေကိုဒါ Manchester City ရဲ့ကွင်းလေကဘလော့လော့ဖြီနိုင်မလို့ဘလော့ဒီ block တွေကိုဘလော့ဖြီနိုင်မလဲဒီ tot တွေကိုဘလော့ထိထွင်နိုင်မလဲဆိုတာဒါ Fulham ရဲ့အခက်အခဲက တော်ကြီးကိုအရေးပါတဲ့ပုံစံမျိုးလေးကိုဒါညိုနီယောက်စလုံးသုံးသပ်ပေးပါတွေ့ရတယ်။တစ်ဖက်မှာ Newcastle ကလည်းဒါ City ရဲ့ Kansas line နောက်ဘက်တွေကိုဘောလုံးတွေပေးဖို့ပြောမှာတကယ်ကိုပေးစံပါဝါနဲ့ counter attacking တွေဘလောက်ထိသွားနိုင်လဲပေါ့နော်။ဒါလေးတော့စောင့်ကြည့်ကြင်စရာရှိပါတယ်။ဒီတော့စနေနေ့မှာပဲအခုဒီပွဲလေးကိုအတူတူကြည့်ကြတာပေါ့လေ။ဒီပွဲမှာ Blue Yellow ထွက်မလဲဆိုတော့ကြည့်ရလိမ့်မယ်။ဒီပွဲနိုင်ခဲ့ရင်ကတော့ City ကတော့ဒါ Arsenal ပွဲမှာကစားခင်ဒါ Arsenal ကိုတမတ်ကွာထိ PR ပေးနိုင်မယ်ဆိုတော့ဒီအခွင့်အရေးကို City ယူနိုင်မလား။တစ်ဖက်မှာ Newcastle ကပဲ ဒါလက်ရှိအမှတ်ပေးစရာမှာဆိုတဖြည်းဖြည်းနဲ့အောက်ကိုကျလာတဲ့အချိန်တွေမှာသူတို့ကိုယ်တိုင်လည်းအမှတ်ယူဖို့တော်တော်ကြီးကိုအရေးကြီးနေပါတယ်အဲ့တော့ညကစရာပဲလိုအပ်တဲ့အမှတ်ကိုကျူးသွားမလားဆိုတော့ဒါဆောင်ကြည့်ရဖို့ရှိပါတယ်အခုလိုမျိုးတုံးသက်ပေးွားတဲ့စီသူရောကောင်းတဲ့ကောကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ခေါပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ